ပတ်အတွင်းနိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့သတင်းတွေကစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့သတင်းတွေကိုကောက်လို့ဖော်ပြဖို့အချိန်ကိုရောက်လို့လာပြီဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတွေကြားပထဝီနိုင်ငံရေးဆိုင်ရာတင်းမမှုတွေမြင့်တဲ့အချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပင်လယ်ကွေ့သုံးနိုင်ငံခီးစဉ်တစ်ခုကို၄ရက်ကြာတောက်ရောက်ခဲ့ပါတယ်။သမ္မတရာထူးကိုတကြောပြန်ရရှိပြီးနောက်သူ့ရဲ့ဒုတိယမြောက်ပြည်ပခီးစဉ်လည်းဖြစ်ပါတယ်။ ီခီးစင်မှာဆော်ဒီအာရေဗျကာတာအာရဗ်စိုးဝါးများပြည်တော်စုစတဲ့နိုင်ငံတွေစီတောက်ရောက်ခဲ့တာပါဒီခီးစင်ဟာဂါဇာစစ်ပွဲကနေအီရန်နျူကလ িয়ার အစီအစဉ်အထိလုံခြုံရေးချင်းချောက်အကြက်တဲတွေထက်စီးပွားရေးသဘောတူညီချက်ရဖို့ကိုပဲပူပြီးအာရုံစိုက်ထားပါတယ်တက်စလာအမှုဆောင်အရာရှိချုပ်အီလွန်မတ်နဲ့ဩဇာကြီးမားတဲ့အမေရိကန်စီးပွားရေးကောင်းဆောင်တွေလည်းထရန့်နဲ့တူလိုက်ပါလာကြပါတယ်ထရန့်အင်္ဂါနေ့မနေ့ပိုင်းမှာဆော်ဒီအင်ရှိဆန်မင်းသားနဲ့မြို့တော်ရီယက်မှာတွေ့ဆုံခဲ့ပါတယ် ွမ်းအင်ကာဝေးရေးတပ်ထုတွင်းနဲ့တခြားကဏ္ဍတွေပါဝင်တဲ့မဟာဗျူဟာမြောက်စီးပွားရေးသဘောတူညီချက်တရက်ကိုလည်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒေါ်လာ142ဘီလီယံနီးပါးတန်ဖိုးရှိတဲ့ကြီးမားဆုံးသောကာဝေးရေးပစ္စည်းရောင်းချမှုသဘောတူညီချက်အပါအဝင်အမေရိကန်မှာဒေါ်လာ600ဘီလီယံယင်းနည်းမြှုပ်နှံမှုစီစဉ်ထားရလို့လည်းအင်ဖြူတော်ကထုတ်ပြန်ထားပါတယ်။ဒါဟာအမေရိကန်ရဲ့လုံဆောင်မှုသမျှတွေထဲမှာအကြီးမားဆုံးသောကာဝေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တရက်လည်းဖြစ်ခဲ့ပါတယ်။ ခါဆော်ဒီအင်ရှင်မင်းသားမိုဟာမက်ဘင်ဆာမန်ဖိကြားမှုနဲ့စီးရီးယားကောင်းဆောင်တစ်အာမက်အရှာရာနဲ့လည်းတွေ့ခဲ့ပါတယ်။တွေ့ဆုံပွဲမှာတူရကီတမရအာရူဝန်ကလည်းဖုန်းနဲ့ဆက်သွယ်ပါဝင်ခဲ့ပါတယ်။စီးရီးယားနိုင်ငံတွေကရေနံနဲ့သဘာဝတန်းငွေတွေမှာအမေရိကန်ကုမ္ပဏီတွေလာရောက်မြှုပ်နှံမှုကိုလည်းစီးရီးယားကောင်းဆောင်တစ်ကကန့်လန့်လိုက်ပါတယ်။ထရာကာတာနိုင်ငံကိုရောက်ရှိနေစဉ်မှာ ကာတာဘက်ကဇင်းခံလေရင်တစ်သိန်းလက်ဆောင်ပေးခဲ့တာကြောင့်အာယုံဆိုင်ကြီးခံရတဲ့အခြေအနေမျိုးဖြစ်လာခဲ့ပါတယ်။မြို့တော်ဒိုဟာမှာ ကာတာရဲ့နိုင်ငံပိုင်လေကြောင်းလိုင်းကာတာအဲဝေးကအမေရိကန်ရဲ့ဘူးရင်းလေယာဉ်ထုတ်လုပ်ရေးကနေဂျက်လီယာဉ်တွေဝယ်ဖို့သဘောတူစာချုပ်လည်းချုပ်ဆိုခဲ့ပါတယ်။ဒီသဘောတူညီချက်ဟာဒေါ်လာ200ဘီလီယံတန်ကြီးရှိပြီးဂျက်လီယာဉ်အစီ160ပါဝင်တယ်လို့ထရန့်ကပြောထားပါတယ်။အုန်နေကြော်ကြလာတဲ့ရုရှားယူကရိန်းစစ်ပွဲကိုအမေရိကန်နဲ့ဥရောပခေါင်းဆောင်တွေကရက်30အပြည့်ခန့်ရက်စဲကြီးအဖြစ် ဒင်းလင်းလာနေမှာစတင်မှုတောင်းဆိုခဲ့ပေမဲ့ရချသမရာပူတင်ကလစ်လူရှုခဲ့ပြီးတိုက်ခိုက်မှုပေါင်း166ကြိမ်ပြုလုပ်ခဲ့ပါတယ်။ပူတင်အဆိုပြုထားတဲ့အချိန်ရချယူကရိန်းငြိမ်းချမ်းရေးတိုက်ရိုက်ဆွေးနွေးပွဲကိုမေလ15ရက်မှာစတင်နိုင်ခဲ့ပြီးမဲ့ဆွေးနွေးပွဲလုပ်ဖို့ကမ်းလှမ်းတဲ့ပူတင်ရောယူကရိန်းဘက်ကတက်ရောက်တင်တယ်လို့တိုက်တွန်းခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆွေးနွေးပွဲမှာတက်ရောက်ခဲ့ကြပါဘူး။လူဝင်ကြီး2ယောက်နဲ့ညွှန်ကြုံတစ်ယောက်သာပါဝင်တဲ့ကုသလေအဖွဲ့ကိုရချဘက်ကဆီလွှတ်လိုက်ပါတယ်။ဒါဟာပူတင်နဲ့ကိုယ်တိုင်လာတွေ့မယ်ဆိုတဲ့ယူကရိန်းသမ္မတဇီလန်စကီကို တက်လိုင်းအလောင်းနဲ့ပဲတန်းနေဆိုပြီးရုရှားဘက်ကနှိမ့်ချလိုက်တာမျိုးပါယူကရိန်းသမ္မတဇီလန်စကီးကတူရကီကိုတွားခဲ့ပေမဲ့ပူတင်မတက်ရင်သူလည်းမတက်ဘူးလို့ဆိုထားပါတယ်မကြောက်ရင်လူချင်းတွေ့မယ်လို့ဇီလန်စကီးရဲ့စိန်ခေါ်မှုကိုပူတင်ဘက်ကညင်းနေတာပါဒိမတ်ဝန်ကြီးချုပ်ကလည်းပူတင်ကိုအယုံကြည်မရှိဘူးလို့ထွက်ပြောလာပါတယ်အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာလည်းအမေရိကန်ရဲ့ဂျားဝင်စစ်တပ်မှုနဲ့ပြစ်ခတ်ရစရေးသဘောတူခဲ့ကြတယ်လို့ဒေါ်နယ်ထရန့်ကမီလာ၁၀ရက်မှာပြောဆိုကြေညာထားပါတယ် အဲ့လိုကြင်ညာထားပြီးမကြခင်မှာပဲအိန္ဒိယထိန်းချုပ်ရာကက်ရှမီးယားမှာပေါက်ကွဲမှုတွေကြားနေရတယ်လို့တက်စစ်မီတွေလည်းပြတ်တောက်တာမျိုးကြုံလာရပါတယ်။မကြသေးခင်ကရွေးချယ်တင်မြောက်ခံရတဲ့ဆလီယောက်မြောက်ပူယန်မင်းကြီးလီယိုဟာကမ္ဘာဒေါ်လာကစစ်ပွဲတွေရပ်တန့်မှုပထမဆုံးသောဝိပုမိန်ကုန်းနဲ့ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။ Tragedia della Seconda Guerra Mondiale ဂါဒါမှာကြုံရတဲ့ဖြစ်ရပ်တွေအတွက်လိုက်လိုက်လဲလဲနာကျင်မိကြောင်းယူကရိန်းမှာစစ်မှန်မှန်ကန်ကတည်မြဲတဲ့ငြိမ်းချမ်းရေးမျိုးရသေခြင်းမြို့ အိန္ဒိယနဲ့ပါကစ္စတန်ကြားသဘောတူညီမှုတည်မြဲနေသေးဖို့လဲဆန္ဒပြုပြောဆိုခဲ့ပါတယ်။အမေရိကန်နဲ့တရုတ်ကြားမှာအခွန်တွန်းမြင့်ကောက်ခံမှုတချို့ကိုရပောင်း90ကြာဆိုင်းငံ့ထားဖို့နဲ့ယာယီလျှောက်ကောက်ဖို့သဘောတူညီမှုတည်းရခဲ့ကြောင်းအမေရိကန်ဗန်နာယီဝန်ကြီးစကော့ဘက်ဆန်ကသစ္စလန်နိုင်ငံဂျနီဗာမြို့မေလ12ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။တရုတ်နိုင်ငံပေကျင်းမြို့မှာလဲတရုတ်လက်တင်အမေရိကနဲ့ကာရီဘီယာနိုင်ငံများအဖွဲ့ဖူရန် ်သရုတ်ထအကြိမ်မြောက်ဝန်ကြီးများအဆင့်အစည်းအဝေးကိုမေလ13ရက်ကစတင်ကျင်းပနေပါတယ်။ဒီအစည်းအဝေးမှာပေကျင်းကြေညာချက်နဲ့ပူးတွဲဆောင်ရွက်ချက်စီမံကိန်းအပအဝင်အောင်မြင်မှုရလဒ်စာတမ်းနှစ်ဆောင်ကိုလည်းအတည်ပြုခဲ့ပြီးကမ္ဘာကြီးအားစီးလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန်စိန်ခေါ်မှုများကိုပူးတွဲရင်ဆိုင်ရန်တရုတ်လက်တင်အမေရိကအတန်ကိုပြသခဲ့ပါတယ်။လက်တင်အမေရိကနိုင်ငံတွေနဲ့လုပ်ငန်းရှင်ကြီး9ရပ်ကိုတရုတ်နိုင်ငံကစတင်လက်တွဲဆောင်ရွက်နေပြီးဖွံ့ဖြိုးတိုးတက်ရေးနဲ့ရှင်သန်ရေးလုပ်ငန်းများကိုလည်းလက်တွဲဆောင်ရွက်နေတယ်လို့တရုတ်နဲ့လက်တင်အမေရိကကံကြမ္မာတို့အတိုင်ဝန်းကို လက်တွဲတည်ဆောက်မယ်လို့တရုတ်သမ္မတရှီကျင်းဖင်က ပြောဆိုထားပါတယ်။ဒီစပတ်မှာအခုလိုသတင်းတွေလာမကပဲတခြားစိတ်ဝင်စားစရာသတင်းတွေလည်းအများကြီးဖြစ်ခဲ့ပါသေးတယ်။ရုရှားရေနံတင်တင်ပေါ်189တီကိုဥရောပသမ္မတကပိတ်ဆို့တန်ခတ်အရေးယူမဲ့သတင်းရုရှားနဲ့နေမိတ်နဲ့ထိစပ်နေတဲ့နော်ဝေးမြောက်ပြပိုင်းကကျွန်းမှာအင်အားထောင်ကြီးပါတဲ့စစ်တီတွေနဲ့နေတူးဖွဲ့စီးရီးလေ့ကျင့်နေတဲ့တရင်ပီရူးဝင်ကြီးချုပ်ယာတူးမှနှုတ်ထွက်သွားတဲ့တရင် ဖိလစ်ပိုင်မှာဂျားဖြတ်ယူကဝယ်ကျင်းပခဲ့တဲ့တဲ့င်းဗီတိန်ဝင်ကြီးချုပ်နေအိမ်မီးရှို့ခံရပြီးတန်လျာရှိသူကိုဖမ်းဆီးထားတဲ့တဲ့င်းကွန်ဂိုနိုင်ငံအရှိပိုင်းမှာရည်ကြီးမှုကြောင့်အနည်းဆုံးလူ104ဦးတေဆုံးပြီးလူ70ဒဏ်ရာရကအင်ဂျီ150လောက်ပျက်စီးသွားခဲ့တဲ့တဲ့င်းဂရီမှာပြန်63.3အဆင့်ရှိတဲ့ငလင်လှုပ်သွားတဲ့တဲ့င်းတတိလင်္ကာနိုင်ငံအလဲပိုင်းမှာဖျားဘူးတွေတင်းဆောင်လာတဲ့ဘတ်စကားတစီကြောက်တဲ့ထို့ကြလို့လူ20ကျော်တေဆုံးသွားတဲ့တဲ့င်း တည်ဆုံနိုင်မှု90ရာခိုင်နှုန်းထိတက်ရောက်စေမဲ့ဗိုင်းရက်တစ်မျိုးကိုတောင်ကိုရီးယားမှာတွေ့ခဲ့တဲ့သတင်းအော်စတြေးလျနွားရိုင်းတပ်ပွဲမှာနွားရိုင်းလွတ်လာလို့ပွဲကြည့်သူတွေအထိတ်အလန့်ဖြစ်ခဲ့တဲ့သတင်းစားတဲ့တင်းနေလေယခုတပတ်မှာဖြစ်ခဲ့တဲ့ဆိုတာတင်ပြရင်ယခုတပတ်နိုင်ငံတကာတင်းသုံးသက်ချက်စီစဉ်ကိုဒီမှာပဲရက်လိုက်ချင်ပါတယ်